ခံရောက်ရင်ဆွဲတော်လေးစုနေချင်းပြန်ဖူးခြင်းကနာမည်ကြီးသလိုပြေငါးပြေဖရာတွေကိုနေချင်းဖူးမြော့ကုသိုလ်ပြုခြင်းကလည်းဗုဒ္ဓဘာသာဝင်တွေကြားမှာနာမည်ကြီးပါတယ်။ပြေငါးပြေဖရာဆိုတာပကံခက်ကအနောယထာမင်းကြီးတည်ထားခဲ့တဲ့ခြေတော်ရာလက်တော်ရာတွေမှာခရုခွေလေးတွေပါရှိတဲ့ပကံခက်ကလက်ရာနဲ့ရုပ်ပွားတော်တွေဖြစ်ပါတယ်။ပြေငါးပြေဖရာတွေကတော့ ရွှေစံတော်ဘုရားမှရှိတဲ့စင်တူတော်လောကနန္ဒာဘုရားမှရှိတဲ့စင်တူတော်တာမဏိသိမ့်အတွင်းကစင်တူတော် ਨੇ ဓမ္မရာစကားဘုရားအတွင်းမှရှိတဲ့ရုပ်ပွားတော်နှစုဖြစ်ပါတယ်ပြေငါပြေကိုဒီလိုဝါအစဉ်အတိုင်းအစဉ်လိုက်ဖူးမြော်ပြီးဘုရားတစုမှာတူညီတဲ့အလှူနဲ့စုတစုတူညီစွာတောင်းရင်ပို့ပြီးအကျိုးထူးတယ်လို့ဆိုကြပါတယ် ရွှေစံတော်ဘုရားကအရင်ကနေဝင်နာကြည့်လို့ရတဲ့လေကားအမြင့်ကြီးတွေနဲ့စီရီဖြစ်ပါတယ်။အခုတော့စီရီထိမ့်သိမ့်ဖို့အပေါ်ကိုတက်ခွင့်မပေးတော့ပါဘူး။အနော်ယထာမင်းဟာ မောမင်းဆက်သတဲ့စံတော်ကိုနန်းဥရင်ထား၍ကိုးကွယ်ရာမှာရှင်အရဟံမထေရကတရဝအများကိုးကွယ်နိုင်မှာအကျိုးပွားအံဟုမိန့်တော်မူသည်ဖြင့်မဟာပိနေခေါ်ရွှေစံတော်စီရီကိုမြမာတက်ကရ419ဦးနှစ်မှာတည်ခဲ့တယ်လို့ဆိုပါတယ်။ ခရီးဖူးပြီးတော့အနီးမှတရှိတဲ့ရှင်ပင်သာလျောင်းလျောင်းတော်မူရုပ်ပွားတော်ကြီးကိုလည်းဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။ပကံဒေတာရှိလျောင်းတော်မူရုပ်ပွားတော်များအနက်ရှေးကျဆုံးဖြစ်ပြီးညံတော်မှာပေ60ခန်းရှိတာ17ရာစုလက်ရာဖြစ်ပါတယ်။ ောကနန္ဒဖျားကတော့ဆွဲတော်လေးစုထဲမှာလဲပါဝင်တဲ့ဖျားဖြစ်ပြီးထူးထူးခြားခြားအေယာဝတီမြစ်ဘေးမှာတည်ရှိတဲ့ဖျားစီတီဖြစ်ပါတယ်။ ာမဏိတိန်ကတော့ပကံမျိုးတစ်အရှိမြောက်ဘက်မှာရှိပါတယ်။ င်ရရင်တာမဏီအုပ်ချောင်းကိုလည်းသွားရောက်လေ့လာနိုင်ပြီးအမှတ်တရတပုံတွေရှိုက်ကူးနိုင်ပါတယ်။ ဓမ္မရာစကားဖျားကတော့ဖွာစောရွာနီမှာတရှိပြီးပကံရှိအဓိကဖျားများတဲ့တွင် တစုပါဝင်ဖြစ်ပါတယ်။ညံတော်ပေ180မြန်မာလို့အဝေးမှပင်လှမ်းဖူးမြော်နိုင်အောင်အထင်ကရရှိက နရပတိစီသူမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်ပါတယ်။ ဖျားဝင်းထဲမှာစစ်သူကြီးနှစ်နှမ်းရှိပြီးစစ်သူကြီးကမကျွတ်ဘဲကိုထင်ပြရတဲ့ဆိုတဲ့ဓပုံမတန်းတွေရှိပါတယ်ဖျားရဲ့တရှိပုံကတခြားဖျားစီတီတွေနဲ့မတူဘဲထူးခြားမှုရှိတဲ့စီတီတစုဖြစ်ပါတယ် ခံရောက်ရင်ပြင်ငါပြည့်ဖျားပူရင်ကုသိုလ်ပြုဆူတောင်းကြဖို့ Festival Plus မှာတိုက်တွန်းနှိုးဆော်လာရပါတယ်ရှင်။